င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မင်းအွန်လိုင်းနဲ့စစ်တပ်ကို ထောက်ခံတဲ့အမှုပညာရှင်အချို့ကိုတန်ကြောင်းတင်သွင်းခွင့်လိုင်စင်ပါမစ်တွေချထားပေးပြီးစစ်တပ်ကတူကောင်းပြုနေပါတယ်။ခေဦးမှာအင်အား180ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်မှုမှာစစ်သား80ဝန်းကျင်သေဆုံးပြီးအလောင်းတွေကိုခြံရစ်ကစစ်ကြောင်းဟာဆုတ်ခွာထွက်ပြေးသွားတဲ့တွင်ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့စစ်တပ်ကိုထောက်ခံတဲ့အမှုပညာရှင်အချို့ကိုတန်ကြောင်းတင်သွင်းခွင့်လိုင်စင်ပါမစ်တွေချထားပေးပြီးစစ်တပ်ကသူကောင်းပြုတ်တယ်လို့သွင်းကုန်ကုန်တယ်ကြီးတို့ကရန်ကုန်ခေတ်မီဒီယာကိုပြပြပါရတယ်။အကြမ်းဖက်စစ်တပ်ကပြုတ်လုပ်တဲ့ပွဲလန်းသဘင်တွေ မင်းအောင်လှန်ရဲ့ပြပခီးစဉ်ကနေပြန်လာတဲ့ကြိုးစိုးပွဲတွေကိုတက်ရောက်ကြတယ်။ရုပ်ရှင်မင်းသမီးစွတ်မြတ်သူစားအပါအဝင်အမှုပညာရှင်အချို့ကိုစစ်တပ်ကတန်ချောင်းတင်ပို့ခွင့်ပြုတဲ့ပါမစ်တွေချထားပေးရလို့လည်းသိရှိရပါတယ်။အဲဒီအမှုပညာရှင်အချို့ကသူတို့ရရှိထားတဲ့တန်ချောင်းတင်သွင်းခွင့်ပါမစ်တွေကိုပြပကိုတန်ချောင်းတင်ပို့မဲ့ကုန်တရေစီကိုပြန်လဲရောင်းချခြင်းနဲ့ ငွေသားတွေကိုရရှိနေကြတယ်လို့လည်းသိရှိရပါတယ်။စုံမြတ်သူကြဆိုရင်လည်းတန်ချောင်းတင်သွင်းခွင့်ပါမစ်တန်ချိန်ထောင်ငနန်းရရှိပြီးအဲ့ဒီပါမစ်ကို ပြန်ရောင်းပြီးငွေဖော်တာတွေလောက်ကန်နေတယ်လို့လည်းသွင်းကုန်ကုန်တယ်ကြီးကပြောပြပါတယ်။အကြပ်စစ်တဲ့ဟာစစ်တဲ့အာနာသိမ့်ပြရဲ့နောက်မှာသွင်းကုန်နဲ့ပို့ကုန်တွေကိုပါမစ်တင်ကြလိုက်ပြီးငငကြားငွေ သုံးဆွဲမှုကန့်သက်က ပါမစ်တွေကိုအခွင့်ထူးခံအဖြစ်စစ်တပ်နဲ့ခရိုနီအတိုင်းဝန်းကအလွယ်တကူရရှိငွေဖော်စေနိုင်တယ်။ပစ္စည်းတစ်ခုအဖြစ်ဂျားကန်သုံးဆွဲလာရလို့လည်းသိရှိရပါတယ်။လက်ရှိမှာတော့မင်းသားနေအောင်ရအောင်ဇင်းရောမောင်မောင်ခန့်စီသူမေတင်စာဦးဒိန်းတောင်အုံသည်ကြော်ကြော်နန္နအပါဝင်အမှုပညာရှင်အတိုင်းဝန်းမှာစစ်တပ်ကို ထောက်ခံယုံတာမကတော့ပဲ။ချက်ဖို့ပါတီရဲ့မဲဆွယ်စီယုံရေးလှုပ်ရှားမှုတွေမှာပါတက်တက်ကြွကြွပါဝင်လာကြတာကိုလည်းတွေ့ရှိရပါတယ်ရှင်။ စကန်းတရင်တဘောက်ကိုတက်ဆက်ပေးကြပါရယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုဂျားဖြတ်တက်ခတ်ရမှာစစ်ကြောင်းတစ်ခုလုံးဟာပြတ်သွားပြီးစစ်သား80ဝန်းကျင်ဟာတေသွားကောလက်နက်29လက်နဲ့ခရမ်းတွေကိုတင်ဆက်ရရှိခဲ့လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်မှာတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့နေ့လယ်12နာရီခန့်မှာခင်ဦးမြို့နယ်မုံလှကျေးရွာတွင် လေးရဲ့အကြာယာယီတက်ဆွဲအထိုင်ချထားတယ်။အကြက်ဖက်စစ်တပ်ဟာပြင်ထောင်ပြူစောတိရွာကိုအင်အား180နဲ့ထွက်ခွာလာစဉ်တွင်တော်လိုင်းတဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲအတွင်းမှာအကြက်ဖက်စစ်တပ်ကအယောက်80ခန့်ဟာသေဆုံးသွားသလိုအလောင်းတွေဟာလက်ကွင်းတွေမှာရောကဒင်းရိုးတွေမှာပါပြန့်ကျင်းနေရလို့လည်းခေယုံမြွနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကပြပြပါရတယ်။ဒါအပြင်အကြက်ဖက်စစ်တပ်ကစစ်သားတွေအသေးများတာကြောင့် စစ်ကြောင်းတစ်ကြောင်းလုံးဟာတက်ပြတ်သွားပြီးရုပ်လောင်းတွေကိုလည်းကောက်ယူခြင်းမရှိတော့ဘဲကစင့်ကလေးရနဲ့မုံလရွာတဲကိုစုတ်ခွာထွပြေးသွားလို့လည်းသိရပါဗါတယ်။တိုက်ပွဲအတွင်းမှာအကြက်ဖက်စစ်တပ်စီကနေငကြီးမီတလက်ကွန်မန်ဒိုစင်ပြောင်းတလက်လက်နဲ့29လက်နဲ့ဆက်ဆက်ကြည်ခဲရအစုံအများပြားကိုလည်းတင်းဆက်ရမိရလို့လည်းသိရပါဗါတယ်။အဲ့ဒီအကြက်ဖက်စစ်တပ်စစ်ကြောင်းဟာကမ်ဘလူမြို့နယ်ကနီးပြူဟာ332ခမရ131 ကမ်းဘလူပြူစောထီးတွေနဲ့စုဖွဲ့ထားတာဖြစ်ပြီးတော်လန်တပ်ဖွဲ့တွေဘက်ကတော့အမှတ်နဲ့ရွှေဘိုခရံတရင်အမှတ်3တရင်ခေဦးမြို့နယ်ပကဖတိုက်နယ်1 345ပကဖတွေခေဦးမြို့နယ်ပါလာဖပြည်သူ့ကာကွယ်ဖွဲ့ခေဦးမြို့နယ်တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ ဒီတခါမှာတော့တရင်းသားတွေတိုင်းကျိုးစုမြို့နယ်မှာအင်စီကားနှစ်စီးနဲ့လက်လက်ခရမ်းတွေတင်ဆောင်လာတဲ့ရဲနဲ့ပြူစောထီတွေကိုကြားဖြတ်တက်ခတ်ရမှာငါးဟွာသေဆုံးပြီးသုံးဟအရှင်ဖမ်းမိက60မမလက်လက်ကြီးတစ်လက်နဲ့ခရမ်းတွေကိုသိမ်းဆဲရရှိခဲ့တယ်လို့ကျုံးစုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကတာဝန်ရှိသူတို့ကပြပြပါရတယ်။နိုဝင်ဘာလ23ရက်နေ့မနေ့10နိုင်လောက်မှာ ကျိုးစုမြို့နယ်ဖရထွက်ကျေးရွာဘက်ကနေပဲ့တိုင်ကျေးရွာပြူစောဒီစခန်းကိုလက်လက်ခရမ်းတွေတည်ဆောင်လာတယ်။အင်စီကနှစ်စီးကိုတော်လဲတဖွဲ့တွေကရမုံကျေးရွာနီးကားလန်ပိုင်းတနေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတခိုက်မှုတွဲမှာပြူစောတီနဲ့ရဲတွေကားပေါ်ကနေစင်ပြေစင်တွဲတော်လဲတဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြူစောတိအများပြားဟာထိခိုက်ဒဏ်ရာရှိခဲ့ကခဲမိုင်းချောင်းတွင်ပြုတ်ကျခဲ့တာတွေရှိတယ်လို့လည်းသိရှိရပါဗါတယ်။အဲဒီတိုက်ပွဲအတွင်းမှာပြူစောတိနဲ့ရဲတွေအပါအဝင်၅ဦးဟာသေဆုံးသွားရတာဖြစ်ပြီး၂ဦးဟာပြင်းထန်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါဗါတယ်။သူတို့စီးလာတဲ့ကားပေါ်က60မမမော်တာပြောင်းတစ်ခု60မမဘုံငါလုံး၊ကိုမမကြီး38တောက်၊နနက်သီးလက်ပစ်ဘုံနှလုံး၊ဦးစီးကြီးပေါက်နှစ်ခု၊ဓမြောင်တစ်ချောင်း ဖုန်းတစ်လုံးနဲ့ပြူစောတီယူနီဖောင်းတစ်စုံတို့ကိုတင်ဆက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဒါအပြင်တိုက်ပွဲအတွင်ရင်မောင်းတအုပ်နဲ့ပြူစောတီအဖွဲ့ဝင်ဟောင်းနှစ်ဟုကိုလည်းအရှင်ဖမ်းမိပြီးစစ်စဲမှုတွေကိုဆက်လက်လှုပ်ဆောင်နေရလို့လည်းကျုံးစုမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့ပကဖတာဝန်ရှိသူတို့ကပြောပါတယ်ရှင်။ မကွေးရသတင်းတပုတ်ကိုတန်ဆက်ပေးကြပါရစေ။မကွေးတိုင်းပေါ့မြို့နယ်နဲ့မြိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းတပ်သားသစ်လေးဦးဟာအလင်းဝင်ရောက်လာသလိုစစ်တပ်ကကြေးရွာတွေကိုဆက်လက်စီးနှင်းမီးရှို့နေတယ်လို့အညာမြေတပေါင်းစုကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။နိုဝင်ဘာလ23ရက်နေ့မှာပေါ့မြို့နယ်နဲ့မြိုင်မြို့နယ်တွင်း စစ်ကြောင်းထိုးနေတဲ့အင်အား300ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းမှလိုက်ပါလာတယ်။တပ်မ33လက်အောက်ခံခလာရ438တရင်က စစ်မှုထမ်းအပတ်စဉ်25တပ်သားသစ်ပြည်စုံအိမ်ဟာအညာမြေတပေါင်းစုထံကိုအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားသစ်ဟာ MA1 တနက်တလဲ 5.56G 420တောင်း40မမဘုံ6လုံး MA1 G box 9ခုဤကနာဘုံနှလုံးနဲ့လက်ပြဘုံနှလုံးတို့ကိုယူဆောင်လာရလို့လည်းသိရပါတယ်။အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားသစ်ကို စစ်ဆေးမင်းမြန်းမှုတွေလှုပ်ဆောင်နေပြီး ောင်းမွန်စွာထင်ထင်စောင့်ရှောက်ထားရလို့လည်းသိရပါတယ်။အလားတူပေါ့မြို့နယ်နဲ့မြိုင်မြို့နယ်အတွင်းမှာစစ်ကြောင်းထုတ်နေတဲ့စစ်တပ်မှလိုက်ပါလာတယ်။ခလရ418ခလရ419တရင်တို့ကစစ်မှုထမ်းအပတ်စဉ်စနစ်တသားတစ်တွေဖြစ်ကြတယ်။တန့်စင်တင်ထွန်းတဲ့အပတ်စဉ်စစ်တပ်ကအောင်မိုးတို့ဟာလည်းလက်လက်ခရမ်းတွေကိုယူဆောင်လာပြီးနိုဝင်ဘာလ23ရက်နေ့က မြန်ပကဖအထံကိုအလင်းဝင်ရောက်လာခဲ့လို့လည်းသိရပါဗါတယ်။အဲ့ဒီအကျမ်းဖက်စစ်တပ်စစ်ကြောင်းဟာပခုတ်ကိုမြို့နယ်နဲ့မြန်မြို့နယ်တို့မှာကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေကိုကျူးလွန်ခဲ့လို့လည်းအညာမြေတပေါင်းစုကတာဝန်ရှိသူတို့ကပြောပါတယ်ရှင်။ဆက်လက်ပြီးတော့ မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာတာတနာအမှတ်30ကတ်ထားတဲ့ကားတွေမှာတန်ကားတွေမပါဘဲအသုံးမပြုဖို့အတွက်တန်ကားတွေမော်တော်ယာဉ်မမောင်းဖို့နဲ့လူပုဂ္ဂိုလ်တွေအနေနဲ့အရက်သေးစားတောက်စားကတာတနာကားတွေမမောင်းကြဖို့အတွက်ပွင့်ဖြူမြို့နယ်တန်ကနိုင်ကအဖွဲ့ကနိုဝင်ဘာလ17ရက်နေ့ကညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ် ဖုံးကြီးចောင်းတိုက်တွေအတွက်အသုံးပြုဖို့ခွင့်ပြုထားတဲ့တာသနာအမှတ်တရစိတ်ကားတွေကိုဖုံးကြီးတွေကိုယ်တိုင်မောင်းတာဖုံးကြီးတွေမပါပဲလူပုဂ္ဂိုလ်တွေကသာတုံးဆွဲတာနဲ့အရက်သေးစာတောက်စားကလူပုဂ္ဂိုလ်တွေကမောင်းနေတာစတဲ့တာသနာညှွမ်းနှွမ်းဆွေမဲ့အပြစ်မှုတွေကိုစစ်စစ်တွေ့ရှိရတယ်လို့လည်းပွင့်ဖြူမျိုးနဲ့တန်ကနာယကကထုတ်ပြန်စာထဲမှာဖော်ပြထားပါဗျ။အဲဒါကြောင့်မျိုးနဲ့တန်ကနာယကအဖွဲ့ရဲ့ညွှန်ကြားချက်ကိုလိုက်နာဖို့ လိုက်လာခြင်းမရှိရင်လည်းတီဇဲဥရေရအရေးယူမယ်လို့ပွင့်ဖြူမျိုးနဲ့တန်ခနာယကအဖွဲ့ကသတင်းထုတ်ပြန်ထားပါဗျ။အခုနှစ်ဇွန်လတရနေ့ကနေစတဲ့ကအကြမ်းဖက်စစ်ကောင်စီကတနိုင်ငံလုံးမှာလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးခဲ့တာလည်းဖြစ်ပါဗျ။ဖုံကြီးကျောင်းတွေနဲ့စာတင်တိုက်တွေမှာတာသနာအမိတစိုက်တက်ဆင်ထားတဲ့လိုင်စင်မဲ့ကားတွေကိုအရှိန်ဟုန်နဲ့ဖမ်းဆီးခဲ့တာလည်းဖြစ်ပါဗျ။ဒါပေမဲ့အမျိုးဘာသာတာသနာစောင့်ရှောက်ရဲ့အဖွဲ့ကဖုံကြီးတွေကစစ်ကောင်ဆောင်မဲအောင်လိုင်စီကိုအ တနာခန်စာတင်ပြကြရမှာတက်ဆိုင်ရာမြို့နယ်တန်ခနိုင်ကအဖွဲ့တွေရဲ့ထောက်ခံချက်နဲ့လိုင်စင်မဲ့ကားတွေကိုပြန်လည်စီးနင်းခွင့်ပြုလိုက်တာလည်းဖြစ်ပါတယ်။မြို့နယ်တန်ခနိုင်ကအဖွဲ့တွေကလည်းတဒနာအတွက်အမှန်တကယ်အသုံးပြုနေတဲ့ကားတွေကိုထောက်ခံချက်ထုတ်ပေးရမှာလဲ။တေကြာစွာမှတ်ပုံတင်ထားပြီးမြို့နယ်ရက်တက်ဖွဲ့ထွေအောင်တဲ့နယ်မြေကန်တက်နယ်မှုတွေစီကိုထောက်ခံချက်ထုတ်ပေးထားတယ်။တာသနာကာစင်ပေးဖို့ထားရတာလည်းဖြစ်ပါတယ်။ဒ ါပေမဲ့သက်ဆိုင်ရာဖုန်ကြီးကျောင်းတွေက မြို့နယ်တန်ခနိုင်ကအဖွဲ့တွေရဲ့ခွင့်ပြုချက်တွေကိုရယူကာသာသနာအမတ်တဆိတ်ကားတွေကိုငွေကြေးလှူဒန်းနေတကာနဲ့တကာမတွေစီနင်းဖို့ကားတွေကိုပေးအပ်ကြတယ်လို့လည်းသိရပါဗျ။အဲဒီလိုပေးထားရမှာလဲတချို့သာသနာအမတ်တဆိတ်ကားတွေဟာရန်ကုန်မြို့ဘားနဲ့နက်ကလက်တွေမှာညာပိုင်းရန်သားထားကြတာတွေကိုလည်းတွေ့မြင်နေရပါဗျရှင်။ စကိုင်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းဝက်လက်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ကကျေးရွာတွေကိုစစ်ကြောင်းထိုးမိရှို့ပြီးလေရင်နဲ့ဘုံကျဲနေတဲ့အတွက်ထောင်နဲ့ချီတဲ့ပြည်သူတွေဟာရွာလုံးကျို့ထွက်ပြေးနေရတယ်လို့ဝက်လက် information နဲ့ network ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရစေ။ဝင်းဘာလာ22ရက်နေ့မနေ့ပိုင်းကဝက်လက်မြို့နယ်အနောက်ချမ်းစိုင်းနိုင်ခွေမှာတက်ဆွဲထားတဲ့အကျန်းဖက်စစ်တပ်စစ်ကြောင်းက ပုံနာရွာကိုဝင်ရောက်ဆင်းသင်ပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးအဲ့ဒီစစ်တပ်စစ်ကြောင်းကမီးရှို့ဖျက်ဆီးပြီးရဲ့နောက်မှာဝက်လက်မြို့နယ်အနောက်ချမ်းကကြေးရွာတွေကိုရတဝူးလေတပ်ကနေတက်လာတဲ့ Jet Fighter 3စီးကမနေ့9:58မိနစ်ခန့်ကနေစတင်ပြီးမွန်းလွန်9:55မိနစ်ထိလေကြောင်းတက်ခတ်မှု9ကြိမ်ထက်မနည်းကိုပြုလုပ်ခဲ့လို့လည်းသိရပါဗါးလက်ရှိအချိန်မှာတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်ဝက်လက်မြို့နယ်အနောက်ချမ်းကရွာသာကြီးထုံးဖို့တရတဝူးတမာကုန်းရွာတော်ကဥတီကုန်းအုပ်ဖို့ကော ကြီးကန်တောင်ရွာမြောက်ရွာလာတော့လှဲဦးကြီးကုန်း နှမ်းကြီးကုန်းရွှေသာရင်းမတော်ကိုကိုစုငပြောတော်တကောင်းတောင်ကဒူးစတဲ့ကြေးရွာတွေကထောင်နဲ့ချီရဲ့ပြည်သူတွေဟာဘေးလွရာကိုထွက်ပြေးတင်းရှောင်နေရလို့လည်းသိရပါဗျ။ဒါအပြင်မကွေးတန်းထီလင်းမြို့နယ်ဗောဓီကုံဓမ္မရိတ်တာကိုလည်းအကြမ်းဖက်စစ်တပ်ဟာလေရင်နဲ့ပုံကျဲတက်ခဲခဲတာကြောင့်ဇီရီတွေထိခိုက်ပျက်စီးသွားတယ်လို့လည်းဂန်ကောခင်အမှတ်30တရင်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြပြပါဗျ။နိုဝင်ဘာလ23ရက်နေ့နေ့လယ်12နာရီလောက်က ထီလင်းမြို့နယ်ဘော်ဒီကုံဓမာရိတ်တာအတွင်ကိုအကျန်းဖက်စစ်တပ်က Jet Fighter နဲ့ပေါင်900ဘုံနှလုံးကိုကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေပြည်သူတွေထိခိုက်မှုမရှိဘဲဇေဒီတွေထိခိုက်ပျက်စီးခဲ့ရလို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တပုတ်ကတော့တင်းသာရီတန်တရချောင်းမြို့နယ်မင်းတပ်ရွာကိုအကျန်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်90ကျော်ပြာကျကတိုက်ပွဲတွေလည်းဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိတယ်လို့ဒေတာတွင်းစီရေးသတင်းမြင့်နဲ့ဒေတာပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်နိုဝင်ဘာလပိုင်းကနေစတင်ပြီးတရချောင်းမြို့နယ်နဲ့ထိစပ်နေတဲ့ပလောင်မြို့တကြောအဲဒီကကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကအင်အားအလုံးရင်နဲ့စစ်ကြောင်းထိုးနေတာလည်းဖြစ်တယ်လို့သိရပါရယ်အဲဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာနိုဝင်ဘာလ23ရက်နေ့မနေ့7နိုင်လောက်ကနေစတင်ပြီး မင်းတပ်ရွာကိုဝင်ရောက်စီးနှင်းမီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုအကြမ်းဖက်စစ်တပ်မီးရှို့ဖျက်ဆီးနေတာကြောင့်ကျေးရွာအတွင်းကနေအိမ်80ကျော်ဟာပြာကျခဲ့ရလို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။